ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကို အတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်ဖမေလျာချန်းအခန်းကြီး30အငယ်3ငွေနေခုနှစ်အထိဖတ်ပြီးတော့ဒီကနေ့သင်ခန်းစာကိုကျွန်တော်တို့အစပြုကြရအောင်မောရှိနှင့်အာယုန်တို့သည် ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်ဟေဘရဲလူတို့၏ဖျားသခင်ထာဝရဘုရားကသင်သည်ငါရှိမှကိုကိုကိုမနှင့်ချဘဲဘယ်မျှကလပ်ပတ်လုံးနေလိမ့်မည်နီငါဤလူတို့သည်ငါအာဝုတ်ပြည့်၏အကြောင်းသွားရသောအခွင့်ကိုအေးလော့ဘုမဟုတ်ငါဤလူတို့ကိုမလွတ်ဖဲနေလျှင်ကြည့်ရှုလော့ကျိုင်းကောင်တို့ကိုတင်းဤပြည်သို့လက်ဖြံငါဆောင်ခဲ့မည်မြေမချင်းပေါ်နိုင်အောင်သူတို့သည်မြေမျက်နှာကိုဖုံးလွှမ်းကြလိမ့်မည်မိုးသည်မဖြက်တင်တို့၌ကြံကျွင်းသေးသမျှကို၎င်း သင်တို့အဖို့မြေ၌ပေါက်သမျှသောအပင်တို့ကို၎င်းစားကြလိမ့်မည်။သင်၏ဘိုးဘေးတို့သည်မြေပေါ်မှဖြစ်သည့်ကာလမှစ၍ယနေ့တိုင်အောင်မမြင်ဘူးသကဲ့သို့သင်၏အိမ်များသင်၏ကျွန်းတို့အိမ်များအေဂုတ်ထုလူအပေါင်းတို့၏အိမ်များကို ဖြည့်ကြလိမ့်မည်ဟုဆိုပြီးဖြင့်ဖာရောဘုရင်ထံမှထွက်သွားလေ။ဖာရောဘုရင်၏ကျွန်းတို့ကလည်းဤလူသည်ငါတို့ကိုအဘယ်မျှကာလပတ်လုံးနှောက်ယှက်ပါလိမ့်မည်နီ။ထိုသူတို့သည်သင်တို့၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုမိအကြောင်း ခွင့်ပေးတော်မူပါအေဂုတ်ထုပြည်ပြည့်ချောင်းကိုသိတော်မမူသေးသလိုဟုလျှောက်ကြစဉ်ဒီကျမ်းပတ်ရဲ့အဆိုအရဆိုရင်ဖာရောဘုရင်ရဲ့တပည့်တပန်းတွေကိုယ်တိုင်ကဝင်ပြီးတော့ဥတိုက်လျှောက်လှည့်နေကြပြီဒီဣဗရေလတွေကိုစွတ်လိုက်ပါတော့တပြည်လုံးပြက်နေပါပြီတဲ့အရှင်မင်းကြီးမမြင်ပါဘူးလားတဲ့အငယ်၈မှ၁မောရှေနဲ့အာယုံကိုတဖန်ဖာရောဘုရင်ထံသို့တွင်းပြန်၍တင်တော်ဤဘုရားသခင်ထာဝရဘုရားအားဝုတ်ပြခြင်းကသွားကြတော့ တို့ရာတွင်သွားရသောသူတို့သည်အဘယ်သူကြီးဟုမေးလျင်မောရှိကကျွန်ုပ်တို့သည်သူငယ်သူအိုသားသမီးသုံးနွားပါလျက်သွားပါမည်အเจ้าမူကားထာဝရဘုရားရှေ့တော်၌ပွဲခံရပါမည်ဟုပြန်ဆိုလေသောဖာရောမင်းကသင်တို့နှင့်သူငယ်များကိုငါလွတ်ပြီးအတိုင်းထာဝရဘုရားသည်သင်တို့၌ရှိစေသောပြိပုမကောင်းသောအကြံကို ကြံကြသည်တကားကိုတို့မဖြစ်ရအရင်တောင်းလျှောက်သည့်အတိုင်းယောက်ျားဖြစ်သောသူတို့သာသွား၍ ဟောရဖျားအားဝုတ်ပြုကြဟုမိန့်တော်မူသဖြင့်သူတို့ကိုအထံတော်မှနှင်ကြလေ။ဟာရောဘီယံကမလွတ်ဘူးတော့မဟုတ်ဘူးတွေ့တယ်။ဒါပေမဲ့ယောက်ျားကြီးတွေကိုပဲစွတ်တယ်။မိသားစုနဲ့ကလေးတွေကိုတော့ခြံထားဖို့ညှိတယ်။မောရှေကဒါကိုလက်မခံခဲ့ပါဘူး။ဒီလိုညှိတာကတော့အဲ့ဒီသုံးရက်ကိုမိသားစုတွေပါထက်လိုက်ရင်ပြန်မလာတော့မှကိုသူရိပ်မိတယ်။ဒါနဲ့ပဲစိစဆွေးနွေးပွဲကြီးကအခုခေတ်နိုင်ငံရေးဆွေးနွေးပွဲတွေလို့ပေါ့။ဤလေလေပြီးဆုံးသွားတယ်။ မောရှိတို့တောင်မှနှင်အထုတ်ခံရတယ်တဲ့ဒီကနေ့ကျွန်တော်ယုံကြည်သူခရိယန်တွေရဲ့ဘဝမှာလေကိုယ့်ရဲ့ယဉ်သွေးငယ်လေးတွေဟာဘိုးဘီတို့လမ်းကြောင်းမှာလိုက်ပါကွင်းမရနိုင်တဲ့အခြေအနေအမျိုးမျိုးနဲ့ရင်ဆိုင်နေရတယ်လို့ကျွန်တော်ခံယူတယ်။သူတို့လေးတွေရဲ့ပညာရေးဘဝစီးပွားရေးဘဝအခြေအနေတွေဟာအပြင်းမန်းကကြည့်ရင်တော့အပေါင်းလက္ခဏာတွေလိုမြင်ရမှာဖြစ်ပေမယ့်ဝိညာဉ်ရေးရှုထောင့်ကနေကြည့်ရင်ဆုံးရှုံးမှုတွေအများကြီးဖြစ်နေတယ်လို့ကျွန်တော်ခံယူမိပါတယ်။ခင်မီတဲ့လူအဖွဲ့အစည်းရဲ့ လူနေမှုအဆင့်အရေကိုရရှိအောင်လို့စ조사ပန်းစားအားထုတ်ကြရင်းနဲ့လောကနဲ့ဆိုင်တဲ့အရေးချင်းတွေအဆင့်အတန်းတွေကိုမှတ်တဲ့အတိုင်းတော့ပေါက်ရောက်ကြတယ်။ဒါပေမဲ့အဲ့ဒီရီမှန်းချက်ပန်းတိုင်တွေအကုန်လုံးဟာတရားသခင်ကိုကြောခိုင်းခွဲခွာစေတယ်လို့ဖြစ်နေတယ်ဆိုတာရင်းနှင်းပွဲကောင်းပါလေ။ဘာလဲပြောပြောအဲ့လိုတတိတရားလုတ်တာကိုဘောရှေဟာလက်မခံဘူး။တရားသခင်စီကိုယုံကြည်သူအားလုံးမိသားစုဝင်အားလုံးနဲ့တွားကိုတွားရောက်ရမယ်ဆိုတာကိုအသေးစုတ်ကင်တောင်းဆိုတယ်။ဒါကိုဖာရောဘုရင်ဟာ အကြီးအကျယ်အမျက်ထက်တာကိုတွေ့ရတယ်။ဒါပေမဲ့ဒီအမျက်ကိုမှုစီရတော့လည်းမလို့ဘူး။ဘာဖြစ်လဲဆိုတော့လူသားရဲ့အမျက်ဒေါသဟာဘုရားသခင်ရဲ့ဘုန်းတော်အတွက်လို့ဆာလံဆရာကဆက်ဆိုခဲ့ပြီဟုတ်ကူလား။သူ့ရဲ့အမျက်အပြင်ကိုမထွက်နိုင်ခင်မှာပဲဒုက္ခတစ်ခုကိုဘုရားသခင်ပေးပြီ။အထမမြောက်ဒုက္ခကျိုင်းကောင်မှလို့ခေါင်းစဉ်နဲ့ဆက်ချင်ပါလေ။အငယ်၁၂ကနေ၁၅အထိကြည်ပါ။ထာဝရဘုရားကလည်းကျိုင်းတို့သည်အဲဂုတ်သူပြည်သို့ရောက်လာ၍မိုးသည်မဖြစ် ရေပေါ်မှာကြံ့ရည်သောအပင်ရှိသမျှတို့ကိုစားစီခြင်းကအဲဂုတ်ထုပြည်အပေါ်မှာလက်ကိုဆန့်လို့ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေသည်မိမိဇနန်ကိုအဲဂုတ်ထုပြည်ပေါ်မှာဆန့်သဖြင့်ထိုနှင်းတင်ထိုညပတ်လုံးအရှိလေးကိုရေပေါ်မှာထားဝဲရဖျားလာစီတော်မူ၍နန်းနေရောက်မှအရှိလေးပြီးကျိုင်းတို့ကိုဆောင်ခဲ့လေထိုကျိုင်းတို့သည်အဲဂုတ်ထုပြည်လုံးကိုစွမ်းမိုး၍ပြည်နယ်နမိတ်ရှိသမျှအပေါ်မှာနားသဖြင့်အလွန်များပြားကြ၏ထိုသောကျိုင်းတို့သည်ရှေးကမမြင်စဖူးနောက်လည်းမဖြစ်ရလက်တန့် မြေမဲသည့်တိုင်အောင်မြေတပြင်းလုံးကိုဖုံးအုပ်၍တပြည်လုံးတွင် မြက်ပင်ရှိသဖြင့်မိုးသည်နှင့်လွတ်တော်သစ်သည်ရှိသမျှကိုစားသဖြင့်အဲခေါထုပြည်တလျှောက်လုံးတွင်သစ်ပင်မြက်ပင်တို့၌စိမ့်သောအရာတစုံတစ်ခုမှမကြံ့ရတတော်ကြီးစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကိုယူဆပါれခါတိုင်းပြစ်ဒဏ်တွေဟာနှုတ်တော်ကအမိန့်နဲ့တကောအာနာပေါ်မှာမူတည်တယ်အခုကျိုင်းကောင်ဒီကိုတော့ဘဘာဝလမ်းကြောင်းထဲကနေထုတ်ဖော်ခြင်းဖြစ်တယ်ကျိုင်းကောင်ဒီဟာအရှိလေမှာပါလာတယ်ဆိုတာကိုကြည့်ရ အာရှတိုက်မှာပောက်ခဲ့တဲ့ကရဝါတွေကိုလေနဲ့အတူအရှိအလယ်ပိုင်းကိုရောက်ရှိစေကြောင်းထင်ရှားနေတယ်။အရှိလေနဲ့အတူကျင်းကောင်တွေအုပ်လိုက်ကြတဲ့သတင်းတွေကိုမကြာခဏဒီနေ့တည်းထိကျွန်တော်တို့သတင်းစာတွေမှာဖတ်ရပါတယ်။ကုလသမဂ္ဂကဝင်ပြီးကုညီရတယ်ဆိုတဲ့အကြောင်းတွေအထိဖတ်ရတယ်။အခုမျက်မှောက်ခေကျင်းကောင်တို့အန်ဒီရဲဟာအီဂျစ်ခံလိုက်ရတဲ့အန်ဒီရဲနဲ့ရှင်လိုက်ရင်အသေးအဖွဲကလေးဖြစ်သွားပြီ။အတိတ်မှာမရှိခဲ့ဘူးလို့နောက်တစ်ဖန်မကြုံဆိုင်တဲ့ဒုက္ခလို့ဆိုထားတယ်။ မိုင်မောင်းများစွာအရှိအလေနဲ့အတူလိုက်ပါလာတဲ့ကျန်းရောင်တွေဘလို့ဆာလောင်မွတ်သိမ့်နေမလဲတခြားဘယ်တိုင်းပြည်မှာမှမဝင်မှုမစင်မှုအီဂျစ်ကျတော့မှပျော်ပျော်ကြီးဝင်ပြီးတော့ပွဲတော့တည်လိုက်တာအပြည်လုံးကအပင်တပင်မှမကြံဘူးလေမြေကြီးတစ်ခုလုံးကလည်းကျန်းကောင်ကြီးပဲဖြစ်လို့ခြေချလို့တောင်မရနိုင်အောင်ရှိကြတယ်ကျန်းကောင်ဟာသမာကျန်းစာထဲမှာတရားစီရင်ခြင်းတစ်ခုရဲ့သင်္ကေတအဖြစ်မှတ်ယူရမယ်တော်ဝါပရောဖက်ယောလာရဲ့အနာဂတ်ကျမ်းမှာအတိတ်ကိုပုံဆောင်ပြီး အနာဂတ်မှာလည်းကျိုင်းကောင်တီနဲ့စီရင်ချင်းခံရအောင်မယ်ဆိုတာသတိပေးထားတာဖတ်ရှုရပါလေဦးမယ်။ဗျာဒိတ်ကျမ်းမှာလည်းအနာဂတ်တနေ့မှာကျိုင်းကောင်တီဟာလူလောကကိုဒုက္ခပေးလေဦးမယ်ဆိုတာကိုသွန်သင်ပေါ်ပြထားပါတယ်။အခုအဲဂုတ်ထုကျိုင်းကောင်တီကတော့နတ်တို့ပျော်ရအရက်အတွက်သက်သက်မှတ်မှတ်ရောက်လာတဲ့အပြစ်ဒဏ်စီရင်သောတတဝါတွေပဲဖြစ်ကြောင်းတွေ့ရပါပြီ။ကိုအခါဖာရောဘီရင်သည်မောရှိနှင့်အာယုံကိုအစီအမံခေါ်၍သင်တို့၏ဖျားသခင် ထာဝရဖျားကို၎င်း ်သင်တို့ကို၎င်းငါပြစ်မှားပါပြီအငယ်ဆက်ချောက်မှာကြားရတဲ့စကားသူဘသူကိုပြစ်မှားပြီဆိုတာကိုပထမဦးဆုံးဟောထုတ်ဝန်ခံတဲ့အချက်ပဲဖြစ်တယ်ခါဝေယဖျားအပေါ်မှာလည်းပြစ်မှားခဲ့ပါပြီနောက်ပြီးတော့ခမရတို့ကိုလည်းကျွန်တော်ပြစ်မှားခဲ့ပါပြီတခါအငယ်၁၉မှ20ကိုဆက်မယ်ဆိုရင်အခုလိုတွေ့ရပြန်ပါတယ်တို့ဖြစ်၍ဒီတခါငါအပြစ်ကိုသီးခံပါလော့သင်တို့ဤဖျားသခင်ထာဝရဖျားသည်ဤသေးသေးတစ်ခုကိုသာငါမှဖယ်ရှားပါမည်အကြောင်းတောင်းပန်ပါဟုဆိုသည်ရှိသော မောရှိပြီးအထံတော်မှထွက်၍ထာဝရဘုရားကိုတောင်းပန်လိ။ထာဝရဘုရားသည်အာကြီးသောအနောက်လေကိုလွှတ်တော်မူသည့်ဖြင့်ထိုလေသည်ကျိုင်းတို့ကိုဆောင်းသွား၍အေရုံပင်လယ်၌ချပြီလိ။အေဂုတ်သူပြည်တလျှောက်လုံး၌ကျိုင်းတကောင်များမကြမ်း၍သို့တော်လည်းထာဝရဘုရားသည်ဖာရောပြည်နှလုံးကိုခိုင်မာစေတော်မူသည့်ဖြင့်သူသည်ဣသရေလအမျိုးသားတို့ကိုမလွှတ်ဖဲနေရန်လိ။ဘလောက်စမ်းကျဲအံ့ဩဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေလဲ။ကျိုင်းကောင်တွေကိုသမိုင်းကလက်ဖြားခါရတော့အောင် ကြောက်ခမလီလီကြောက်ရောက်စေတာဘာဒီလေဖျားသခင်နဲ့မဟုတ်ဘူးလားအခုအဲဂေါတုမှာတကောင်းမှမကြံရင်အောင်အနောက်လေပြင်းကိုပြင်းထန်စွာတိုက်စီပြီးပင်လေတွေကိုချပစ်တာရောသူ့ပဲပေါ့ဒီနေရာမှာကျွန်တော်အယူဆကိုဖြစ်ဆွတ်ချင်တာရှိပါတယ်ဖိတ်ပံပညာရှင်ကြီးတွေနဲ့တက်ဖနီကပညာရှင်ကြီးတွေကိုဥတီပြီးပြောချင်တာကတော့ဖျားသခင်ရဲ့ဘုံတကောအာနုဘော်တော်ကိုအရင်ဆုံးချီးမွမ်းပြီးမှတမန်ကျမ်းစာတော်မြတ်ကိုဝိညာဉ်ခေါ်အပြည့်အဝနဲ့ဖတ်ရှုပါ ပြီးတော့မှအဖြေထုတ်ကြပါဆိုတဲ့အချက်ဖြစ်ပါတယ်။သိပ်ပံနီးကြမှယုံမယ်ဆိုတဲ့သဘောတရားဟာသိပ်ပြီးရည်စရာကောင်းတဲ့လူသားရဲ့မှန်မှန်တမ်းကပေါက်ဖွားတဲ့သဘောတရားပါ။ဒီသိပ်ပံဘယ်ကလာပါလဲဆိုတာကိုစဉ်းစားကြပါ။ပြီးတော့ဒီ liberalism ဆိုတဲ့လွတ်လပ်စွာတည်ခေါ်မြုံမြင်ရေးဝါဒ rationalism လို့ခေါ်တဲ့ဆက်ဆက်ယူဆမှုဝါဒဆိုတာတွေကိုထုတ်ယူခဲ့တဲ့အုပ်ချုပ်တွေဘယ်ကလာတယ်လဲဆိုတာကိုလည်းစဉ်းစားကြည့်ကြပါပြီးတော့လူဆိုတဲ့သတ္တဝါပြီးရင် အစ်အမြင့်ဆုံးတိရစ္ဆာန်ဟာပါကောင်လဲဆိုတာကိုစဉ်းစားပြီးအဲ့ဒီတိရစ္ဆာန်နဲ့လူနဲ့အသက်တူပြန်ရှိနေစဉ်အချိန်အစဉ်အတန်းကွာဟမှုဟာဘလို့ကြီးမားတယ်ဆိုတာကိုတွက်ဆကြည့်ကြပါသေသွားတဲ့အခါကျတော့ကိုယုကလတ်တို့ရဲ့တန်ဖိုးဟာကွာခြားမှုရှိလေသလားမရှိတော့ဘူးလားဆိုတာကိုစဉ်းကျင်စဉ်းစားကြပါအဖြေတစ်ခုမဟုတ်တစ်ခုကိုရအောင်စူးစမ်းကြည့်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အခုဓမ္မသမိုင်းမှာကတော့ ဘုရားသခင်ဟာကယ်တင်ရှင်သခင်ခရစ်တော်ပေါ်ထွန်းဖို့ရန်သူရည်ရွယ်ပြီးတော့ကျွေးကောက်ထားတဲ့ဣသရေလတို့ကိုကျွံပွားကနေရွေးထုတ်ဖို့အတွက်ဘယ်လက်နဲ့ဘယ်ရုပ်ထုကမှဝင်မကယ်ဆိုင်တဲ့နီးဗျူဟာတွေကိုတုံးပြီးတော့ကျွံပြုတ်သူအဲဂုတ်ထုလို့ခေါ်တဲ့အီဂျစ်ကိုအကြီးအကျယ်ဒုက္ခပေးနေပါပြီဒါဟာမငင်းနိုင်တဲ့အမိုင်းပါတရားသခင်ရဲ့ချမှတ်တဲ့ပြစ်ဒဏ်တွေဟာတစ်ပြေးပြေးဝဲဥရစ်တင်းတယ်လို့ဖြစ်လာပြီဆိုတာကိုကျွန်တော်တို့သတိပြုနိုင်ကြပါလိမ့်မယ်အဲဂုတ်ထုပြည်ပြက်နေပြီလို့တချို့လူတွေကဘယင်ကိုပြောနေရပြီဖြစ်တယ်လို့ အခုဆိုရင်အသက်ရှင်သန်ဖို့တောင်မှခက်ခဲတဲ့အဖြစ်ဆိုးတွေနဲ့ကြုံနေရပြီ။ပွင့်ဆောင်နတ်တွေ၊လယ်ဆောင်နတ်တွေနဲ့ပိုးမွားနတ်မင်းကြီးတွေကိုကျိုင်းကောင်နဲ့လွှတ်ပေးလိုက်တာအဲဂုတ်ထုရဲ့သမင်းအိုးကွဲခဲ့ပြီဆိုတာထင်ရှားနေပြီမဟုတ်ဘူးလား။မြက်တောင်စားပြစ်လို့တရိษံတွေဒုက္ခပတ်ခဲ့ပြီဆိုတာတွေးလို့ရတယ်။ဟာရောဘီယင်ဟာနောင်တရသလိုလိုဖြစ်လိုက်စိတ်ခိုင်မာလိုက်နဲ့သူဟာပွေမင်းနဲ့လောင်ကြီးစားကြီးလုတ်နေသလိုဖြစ်နေပါပြီ။အင်မတန်ချောက်ဆရာကောင်းတဲ့ဂျိုဒန်ပေါ်မှာ ဘယင်တယောက်အနေနဲ့မာနဝလုံးကိုအားပြုပြီးတော့ဆက်ပြီးတော့ရှောက်လန်းနေခဲ့တယ်လို့ကျွန်တော်ဒီနေရာမှာတင်စားခြင်းပါတယ်။အခုနောက်ထပ်ရောက်ရှိမှာတော့လဝမမြောက်ဒုက္ခအမှောင်ကျစေဆိုတဲ့ဒုက္ခမှောင်မိုက်ကြီးအကြောင်းပဲဖြစ်ပါတယ်။အငယ်၃၁မှ23ကိုဖတ်ရင်အခုလိုတွေ့ရပါလိမ့်မယ်။တပန်ထာဝရဖခင်ကအေဂိုတူပြည်တလျှောက်လုံး၌မှောင်မိုက်သာမကြမဟုတ်စမ်းသပ်၍တွေ့ရသောမှောင်မိုက်ကိုဖြစ်စေခြင်းကသင်ဤလက်ကိုမိုးကောင်းခင်သို့ဆန့်လော့ဟုဘောရှေအားမိန့်တော်မူသည့်အတိုင်း မောရှိသည်မိမိလက်ကိုမိုးကောင်းကင်သို့ဆန့်၍အဲဂုတ်ထုပြီးတလျှောက်လုံး၌ထူရသောမှောင်မိုက်သည်သုံးရက်ပတ်လုံးဖြစ်လေ၏သောအခါတယောက်ကိုတယောက်မမြင်နိုင်ကြသုံးရက်ပတ်လုံးအဘဲသူမြတ်မိမိနေရာမှမထရကြတို့ရတွင်ဣသရေလအမျိုးသားအပေါင်းတို့သည်မိမိတို့နေရာ၌အလင်းကိုရကြ၏စမ်းသပ်လို့ရတဲ့ချီးတွေ့လို့တောင်ရတဲ့အဲ့ဒီလိုမှောင်မိုက်လို့ကြီးနေရာမှာဆိုတယ်ပိမ့်ပိတ်နေတဲ့ဂူကြီးတစ်ခုတည်းကမှောင်မိုက်မျိုး ပုံပြပြအလင်းရောင်ကလေးကိုတောင်မှမမြင်ရတဲ့ဖုံးမိုက်မျိုးအဲ့ဒီလောက်နက်ဆိုင်ထူရတဲ့ဖိစည်းတယ်။သုံးရက်ပတ်လုံးအဲဂုတ်ထူတွေခါစီပြီးခံရတဲ့ဖုံးမိုက် လုံးဝမထရဲဘူး။ကြက်သီးမွေးကြီးထလောက်အောင်ကြောက်เสียကောင်းတဲ့ဖုံးမိုက်တစ်ချက်ရွေ့တာနဲ့ခလုတ်တိုက်တယ်ဝင်ဆောင်မိတယ်ချော်လဲတယ်။အရက်လေးမျက်နာကိုတောင်မှမှန်းဆလို့မရနိုင်လောက်အောင် အမှောင်ဖုံးသွားခဲ့တယ်လို့ဆိုချင်ပါတယ်။အဲဂုတ်ထူတို့အကြောက်ရဆုံးနဲ့အယိုသေးရဆုံးဖြစ်တဲ့နေမင်းကြီးရဲ့နတ်ရာဆိုတဲ့နတ်ဖျား တင်ရောက်သွားတယ်ဘာတတ်နိုင်သေးတယ်လေအဲအဲ့ဒီအချိန်မှာဣသရေလလူမျိုးအတွက်ကတော့ဒင်းချင်းပြီးနေခဲ့တယ်အငယ်24ထိုအခါဖာရောဘရင်သည်ဘောရှင်နှင့်အာယုံကိုခေါ်၍ထာဝရဘုရားအားဝတ်ပြုခြင်းဟာတွားကြလောတို့ရာတွင်သုံးနွားများကိုထားခဲ့ကြစေသူငယ်များကိုခေါ်ကြစေဟုမိန့်တော်မူ၏သုံးရက်ပြည့်လို့အလင်းရောင်လဲရောက်ရောဖာရောအထိတ်လန့်နဲ့သူတို့ကိုလှမ်းခေါ်ရတယ်အလင်းရောင်လုံးဝမမြင်ခဲ့ရတဲ့ဖာရောအနာမှာ ဘောရှေတို့အာယုန်တို့စောင့်ဆိုင်းနေမယ်လို့ထင်ပါတယ်။အဖြေကိုစောင့်နေတဲ့ဘောပေါ့။အခုဖာရောဘုရင်ဟာအမောင်ကွယ်ပြောက်အလင်းရောက်ချိန်မှာထပြီးပြောပြီ။မင်းတို့ဒီလောက်ဒုက္ခပေးတဲ့ကောင်ကြီးကြွားကြတော့တယ်။ဒါပေမဲ့ခလေးတွေကိုခေါ်ခြင်းခေါ်ပါစေ။ပိုးနွားတွေကိုတော့ထားခဲ့တယ်။တမျိုးပြောင်းပြီးတော့ဈေးကင်ပြန်တယ်။အပေးယူပြုတ်ပြန်တယ်။ဒီလိုအပေးယူပြုတ်မှုကိုမောရှေအနေနဲ့လက်ခံဖို့သင့်တယ်လို့ရေဘူးရအဖြစ်မြင်တဲ့လူတွေရှိမယ်လို့ကျွန်တော်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဟာရောဘရင်ခမရမှာလဲအချိန်ချင်းအလျှော့တင်းလုတ်ခဲ့ပြီးပြီပေါ့ဒါတော့ခလေးတော့မောရှေတို့ဘက်ကသဘောတူဖို့ကောင်းတယ်ဆိုတာမျိုးတွေးမယ်ဆိုရင်တွေးလိုက်တာပေါ့ဒါပေမဲ့ဖျားသခင်ဒီလိုမတွေးဘူးနှဲနေလေအောင်မြင်းဆောင်မကြံဒီရက်ကထက်ကိုထက်ရမယ်ဘာမှမကြံရစ်စီခဲ့ရဘူးဒီလိုပိုင်ဆိုင်မှုတွေခြံခဲ့ရင်ပန်ရောစင်တွေဟာဒီတက်မှာကြံရည်ခဲ့မယ်မဟုတ်ဘူးလားလုပ်ငန်းကိုင်ငန်းနဲ့စီးပွားရေးတွေဟာဒီမှာတခြားဟိုမှာတခြားဖြစ်နေမယ်မဟုတ်ဘူးလားဒါကိုဖျားသခင်မလိုဘူးမကြိုက်ဘူးအထူးသဖြင့် သူတို့ရဲ့ငိုကြွေးသံတွေကနေသူတို့ကို ထောက်ဆောင်ခြင်းသူတို့ရဲ့ရှေးခေတ်ဖခင်ကြီးတွေကိုပေးခဲ့တဲ့ပြည်ရှင်နဲ့အညီပြန်လဲထောက်ဆောင်ခြင်းဖြစ်တယ်။ဂရိတော်နဲ့ဆိုင်တဲ့အရာနိုင်ယုတ်ထုစင်သူတို့မြေကနေဝေးစေရမယ်အလို့တော်သေးလေးကူကြီးကိစ္စမဟုတ်ခဲ့ပါဘူး။ကျွန်တော်တို့ခရစ်တော်ကိုယုံကြည်တဲ့လူတွေအသင်းတော်အရေးမှကြီးပြင်းလာခဲ့ရတဲ့လူတွေအဖို့ဒီနေရာမှာသင်ခန်းစာယူစရာအချက်တွေအများကြီးရှိတယ်လို့ကျွန်တော်ထင်တယ်။ကိုဘဝကိုမိသားစုဘဝအရေးမှတရားသခင်အလို့တော်ကို အရင်ဆုံးစဉ်းစားဆူတောင်းပြီးမှအလုပ်လုပ်တင်ကြပါတယ်။တခါတလေသူများနိုင်ငံခြားဆိုရင်လိုက်ပြီးနိုင်ငံခြားသူများဒေါ်လာရရှိရေးဆိုရင်ကိုယ်ကလည်းနောက်ကျမခံဘူးလေ။စွရပြီးလိုက်လုပ်တတ်တဲ့လူဇာတိစိတ်ကြောင့်အမားတွေအများကြီးဖြစ်တာကိုကျွန်တော်တွေ့ရပါတယ်။မိခင်တယောက်ကလှမ်းပြီးတော့စာရေးတာကျွန်တော်ဖတ်ရဘူးလေ။သူ့သားကြီးကိုတိုးတက်ဖို့ဘွဲရတာနဲ့နိုင်ငံခြားကိုပို့လိုက်တာ။တကယ်ဘာသာမတူသူနဲ့ယူပြီးတော့ကို့အမေစီကိုတောင်စာကလေးတစ်စောင်မရေးတော့လို့ယင်ကျိုးရတယ်ဆိုတဲ့အကြောင်းပါလာတော့ ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။လူဆိုတာကတထွာတမိုက်လောက်ပဲအမြင်ရှိတာ။ဘုရားသခင်ကတော့အနန္တကာလကိုမြင်တယ်အစွန်းသက်တည်းလည်းကြီးတယ်။ဒါကြောင့်ဘုရားသခင်မပါဘဲနဲ့တော့ဘာမှအလျင်စလိုမဆုံးဖြတ်ကြပါနဲ့လို့ကျွန်တော်ဒီနေရာမှာပြောချင်ပါတယ်။တချို့ကျွန်တော်မိတ်ဆွေတွေဘုရားရှိခိုးကြောင်းတော့မှန်မှန်တက်တယ်။စိတ်ကတော့စီးပွားရေးဘက်မှာပဲအမြဲရောက်နေတယ်။ဝိညာဉ်ရေးရှုထောင့်ကိုပြောရရင်စိတ်ဝိညာဉ်အာမခံမှုပေါ့။အဲ့ဒါဟာအဲဂုတ်ထုမှာစီးပွားရေးတွေခြံရတဲ့ဣဒရီလာ အတိုင်းပဲလို့ကျွန်တော်နှိုင်းရှင်းခြင်းပါတယ်။အသင်းတော်ကိုကောင်းကင်ဘုံရှင်တရားသခင်ဟာညီနဲ့ခွဲခွာပြီးဆောင်ယူမယ်လို့ဂရိတော်ရှိထားပါတယ်။အသင်းတော်တဲ့တခြားလောကပစ္စည်းတွေတခြားလောကရဲ့စည်းစိမ်ချမ်းသာတွေအပေါ်မှာစိတ်အားသန့်နေရင်ကယ်တင်ခြင်းနဲ့လွတ်ကင်းသွားနိုင်တဲ့အထိဆိုဂျိုသက်ရောက်စေနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်။အခုဣသရေလကိုတစုတဝေးဒီတမြုံတမဒီဖောက်မြောက်စေရမယ်ဆိုတာဟာတရားသခင်အနေနဲ့သူ့ရဲ့လူမျိုးတော် ခရစ်တော်ပေါ်ထွန်းရမယ်သမိုင်းနဲ့ဆက်ဆိုင်တဲ့သူ့ရဲ့ပြိဿဝိညာဉ်စိတ်တအရာကစင်ကလျာမဖြစ်စေခြင်းလို့ဒီတိုင်းဖျားသခင်ဆုံးဖြတ်ထားတာပဲဒါကြောင့်လေဖျားသခင်ရဲ့ကိုယ်စလဲဖြစ်သူမောရှိဟာဟာရောမင်းပြောတဲ့မိသားစုထားခဲ့ပါလို့ကျဲတွေနွားတွေထားခဲ့ပါအောင်လို့ဆိုတဲ့ချွင်းချက်တွေကိုအရှင်းလက်မခံညင်းပယ်ခဲ့ခြင်းဟာမှန်ကန်တယ်လို့ကျွန်တော်အလေးအနက်ခန့်ယူပါတယ်ဖွမြောက်ရချမ်းအခန်းကြီး30အငယ်25အနေ29အထိဆက်လက်ဖတ်ရှုကြည့်ကြပါဦးမောရှိကလည်း ျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအားရစ်ပူဇော်စရာဖို့ရစ်ကောင်များမိရှုရာပူဇော်တကာများကိုကိုတော်ပေးရမည်ကျွန်ုပ်တို့သည်တိရိစ္ဆာန်များကိုဆောင်းသွွားရမည်၎င်းများမကြံရရအကြောင်းမူကားသူတို့အထက်ကကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုစရာဖို့ရွေးယူရမည်ထာဝရဘုရားအားအဘယ်မည်သောအကောင်နှင့်ဝတ်ပြုရမည်ကိုထိုအရက်သို့မရောက်မီမသိပါဟုဆိုလေသောထာဝရဘုရားသည်ဖာရောဘီနှလုံးကိုခိုင်မာစေတော်မူသည်ဖြင့်သူသည်ဣသရေလအမျိုးသားတို့ကိုမလွတ် ဘောရှိကိုလည်းငါထံမှထွက်သွားလော့နောက်တစ်ဖက်ငါမျက်နှာကိုမမြင်အောင်သတိပြုလော့ငါမျက်နှာကိုမြင်သောနေ့၌သေမည်ဟုမိန့်တော်မူ၏ဘောရှိကလည်းမိန့်တော်မူချက်သည်ပြောက်ပတ်ပါ၏မျက်နှာတော်ကိုနောက်တစ်ဖက်မမြင်ပါဟုလျှောက်ဆို၏စေ့စေ့တွေ့ရင်ရေးပေါ်ဆဲစကားရှိတယ်အခုကြမ်းချက်မှတွေ့ရတဲ့စကားတွေကတော့စေ့စေ့တွေးစရာမလိုပဲအများကြီးပေါ်လွင်နေပါတယ်ဟာရောနဲ့မောရှိနဲ့နှစ်ယောက်သားထိကပိုက်ကြီးကပါပြောတဲ့အပန်လေးပဲဖြစ်တယ် ။ဘင်းဆိုတဲ့ကောင်ငါတို့နိုင်ငံကိုလာပြီးတော့အမျိုးမျိုးသိမ့်ဆက်ခဲ့တယ်။ကျဲကလေးနွားကလေးထားခဲ့ပါဆိုတာတော့အလျှော်မပေးဘူး။အဲ့တော့မင်းအခုထက်သွားနောက်တစ်ခါလာရင်တော့သေဖို့သာပြင်း။အဲ့ဒီလိုသာတော်ကပြောတယ်။အဲ့တော့မောရှေကလည်းညင်ခံနေဘူး။သွားတာပေါ့ဗျာ။ပြိတ်သွားတာပေါ့။ခမရကြီးရဲ့အမိန်တော်ကလည်းအထူးသီယောကန်သိမ့်မြတ်လှသဖို့နောက်ထပ်ကျွန်တော်မျိုးကြီးကလည်းခမရနဲ့တွေ့ဖို့များတော့ဒိုးစလန်တင်းစလန်ပါပဲဆိုတဲ့သဘောတရားမျိုးအဲ့ဒီအတိုင်းပြောလိုက်တာ။ဒါကြောင့်ဘဝမအမြောက်ဒုက္ခအမှောင်ကြီးကြပြီးတဲ့နောက်မှာတော့ ဖာရောမောရှိတို့ရဲ့အရှိအလေပိုင်းငင်းချမ်းရေးဆွေးနွေးပွဲကြီးဟာဘယ်မှန်တမန်ကမှကြားဝင်ပြီးတော့စစ်ဆက်လို့မရတော့ပဲအပြည့်တိုင်တီကိုကိုယ်ဖွားခဲ့ရပါတော့တယ်။မိတ်ဆွေအပေါင်းတို့ခင်ဗျာအခုကျွန်တော်တို့ချောမြောက်ရချမ်းအခန်းကြီး30ဟာပြီးဆုံးသွားပါပြီ။ဒါကြောင့်ခန်းကြီး7ကိုဆက်သွားရပါတော့မယ်။ဒီအခန်းကြီး7ကတော့အဲ့မရှိဖျားလှပါဘူး။ကျမ်းကိုယ်တိုင်ကလည်းခတ်တူတူပဲရှိလို့ဖြစ်ပါတယ်။ဒီအခန်းကြီး7ရဲ့အသစ်ချုပ်ကိုပေါ်ပြရန်အချက်တွေကတော့ဣဗရေလလူမျိုးတွေဟာ အဲကုတ်သူလူတွေစီကရှင်ငွေလက်ဝတ်ယတနာတွေတောင်းယူဖို့ဘုရားသခင်ညွှန်ကြားမယ်။သူတို့ဟာသူတို့ရည်ရည်ရိုက်ရိုက်တဲ့အတိတ်ကာလကျွန်ဘဝရဲ့ရှင်သန်အတိုင်းပြည့်စုံအောင်ရယူဖို့ဘုရားသခင်ကအလိုတော်ရှိတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့အကယ်၍ဣသရေလလူတွေကို မလွတ်ရင်အဲကုတ်သူသားဥတွေကိုပေတံစီရင်မယ်ဆိုပြီးဘုရားသခင်ချိန်ချောက်တာကိုလည်းတွေ့ရပါလိမ့်မယ်။အကယ်၍သာဒီပြည့်တံကြောက်ရောက်မယ်ဆိုရင်တော့ကြီးစွာသောငိုကြွေးခြင်းအဖန်ကိုအဲကုတ်သူသမိုင်းမှာ အပြင်းထန်ဆုံးပေါ်ထွက်စေရမယ်ဆိုတဲ့ကြိုတင်ဟောကင်းကိုလည်းဘောရှိထုတ်ပြန်တာကိုကြားရမယ်ကြားမယ်ဖြစ်ပါတယ်ဒီအခန်းကြီး7ရဲ့ထူးခြားတဲ့ဝိသေသလက္ခဏာတစ်ခုကတော့ပမယောကြဘုရားသခင်ချမှတ်တဲ့ဒုက္ခအန္တရာယ်ဒီဒီမှာစပြီးအဆုံးသတ်ပြီးတနည်းဆိုရင်လေလက်တွေနဲ့အားပြိုင်တဲ့ဂန္ဓာဒီနေရာမှာပြီးပြီးဒိဋ္ဌိတန်သွားပြီးအဲကုတ်သူသာဥတွေသေချာခြင်းကတော့ဣသရေလတို့ထွက်မြောက်ရန်အရေးပါနောက်ဆုံးတရားစီရင်ခြင်းပဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် ဟာရောဘီယင်ဟာတလောက်အချိန်ချင်းကိုတိုင်ကြုံဆုံရတဲ့ဘေးအန္တရာယ်တွေမှာပူတည်တည်တရားသခင်ကိုအန်တုဖို့လုံးဝမသိလျော်တော့ဘူးဆိုတာကိုမိစေတို့ကိုရှင်းပြရစရာတောင်လိုတော့မယ်လို့ကျွန်တော်မထင်ပါဘူးအထက်ထက်ခေါင်းတော်ဆူတော်ဆိုတဲ့ဒုက္ခတော်တွေကိုသူဟာကြော်ဖြတ်ခဲ့ပြီးတော့အခုဆိုရင်နောက်ဆုံးအန္တရာယ်ဇုံကိုရောက်နေပြီဆိုတာဘယင်တပားအနေနဲ့အင်မတန်သိစင်ပါတယ်ဘုရားသခင်ဘက်ကကြည့်လိုက်မယ်ဆိုရင်လေအေဂုတ်ထုအပေါ်မှာအိုးချိန်ကိုလီပညာပြခဲ့ပြီးပြီ အစွန်းကုန်ခွတ်လွတ်ဖန်ကြီးခံခဲ့ပြီးပြီလို့ဆိုလိုက်ပါတယ်ပြီးတော့ဘယ်လိုလုပ်ရမလဲသူ့ရဲ့ရီမန်းချက်ဖြစ်တဲ့ဣသရေလလူမျိုးတို့ထွက်ရောက်ဖို့အတွက်ဖာရောဟာအခွင့်ကိုမပြုဘဲဗနေကိုမနေရပြုကိုပြုအောင်လုပ်ရတော့မယ်တစ်ချိန်ထဲမှာဖာရောနဲ့အဲဂုတ်တူဟာဟေယဗခင်ကိုဇွတ်အာခံနေပြီဆိုတဲ့အခုလိုအချိန်မှာဟေယဗခင်ဟာဒီနိုင်ငံတော်နဲ့ဒီဘရင်ကိုအပြတ်အသတ်စီရင်တော့မယ်ဆိုတာကိုဒီကျဲရဲ့မှတ်ချက်များအဖြစ်စုပေါင်းပြီးတော့ကျွန်တော်တို့ သဘောပေါက်ထားဖို့လိုပါတယ်။အဲဂုတ်ထုရွှေငွေပစ္စည်းများကိုရယူခြင်းဆိုတဲ့အခန်းနဲ့စတင်ကြပါစို့။ဆမရောကျမ်းအခန်းကြီး7အငယ်1မှ3ကိုကြည့်ပါ။ထိုအခါထာဝရဘုရားကဖာရောဘုရင်နဲ့အဲဂုတ်ထုပြည်အပေါ်မှာဘေးတပားကိုငါရောက်စေအောင်မီ။ထို့နောက်သင်တို့ကိုဆွတ်လိမ့်မည်။နှုတ်သောအခါ၌လည်းအကယ်၍သင်တို့ကိုတပြိုင်နက်နှင်လိမ့်မည်။ဣသရေလလူယောက်ျားသည်အိမ်ကြီးယောက်ျားကို၎င်းမိမသည်အိမ်ကြီးမိမ၌၎င်း ။ငွေတစား၊ရွှေတစား၊အဝတ်တစားတို့ကိုတောင်းစီခြင်းကလူများတို့အားပြောတော်ဟုဘောရှေအားမိန့်တော်မူ၏။သူတို့တောင်းစီတိုင်းအဂုတ်ထုလူတို့သည်ပေးခြင်းသော စေတနာစိတ်ကိုထာဝရဘုရားဖြစ်စေတော်မူ၏။ဘောရှေသည်လည်းအဂုတ်ထုကြည်တွင်ပါရောဘီကျုံများလူများရှိ၌ကြီးစွာသောအစရိရှိလေ၏။ဘုရားသခင်ရဲ့ပြင်ဆင်တော်မူခြင်းတွေဟာအကုန်လုံးအတွက်တရားအမျှတဆုံးဖြစ်ပါတယ်။ဣသရေလဟာသားတွေရေလက်အသက်ခံခဲ့ရတယ်။ကို့အိတ်ဆိုင် ကျွန်ဘွားမှာနုံနစ်ခဲ့ရတယ်။ဒါရီအတွက်အဲကုတ်ထုလူမျိုးဟာပြန်လဲပေးဆက်ဖို့ဘုရားသခင်စီရင်ခြင်းကိုဒီကျမ်းမှာသဘောပေါက်နိုင်ပါလိမ့်မယ်။ဒီလိုပြောလို့ဒါဟာလက်စားချေခြင်းရက်ဆက်ခြင်းလို့တစ်ဖက်ဖက်မဆိုတတ်ဘူး။အဲကုတ်ထုလူမျိုးနဲ့ဖာရောဘုရင်ဟာစိုက်ဖိအတိုင်းရိတ်ရတယ်။ကဘာဦးကျမ်းမှာဘုရားသခင်ရဲ့ကောင်းကြီးကိုခံစားရတာဟာအခြားအာဗြဟံသူ့အပြည့်အတိုင်းသူပေးဆက်ရတယ်။ဣဇက်သူ့အပြည့်အတိုင်းသူပေးဆက်ရတယ်။ယာကုတ် သူတို့လည်းဒီတိုင်းပဲသူတို့အပြစ်အတွက်ပေးဆက်ခဲ့ရတာကိုတွေ့ရတယ်။နောက်ပိုင်းသမိုင်းလီပါကောအပြစ်ရှိရင်ရှိတဲ့လူဟာရှိတဲ့အတိုင်းပဲပေးဆက်ရတာပေါ့။ဒါဝိတ်ဒါဝိတ်အလျောက်ပေါလုပေါလုအလျောက်စိုက်တဲ့အတိုင်းရိတ်သိမ်းရတယ်ဆိုတာကိုကျွန်တော်တို့ကြားခဲ့ရပြီးပြီ။အခုတကြောပြန်လဲဖော်ပြဖို့လိုတယ်။ဒါကိုအခုဖာရောရဲ့ဘဝကနေတက်စီထုတ်ထုတ်ရင်းရလိမ့်မယ်။ပါအူမြာအာသေမင်းနှင့်ချင်းချောက်ချင်းဆိုတာကိုအဲဂုတ်သူဘယ်လိုခံစားခဲ့ရသလဲ။ဆက်လက် နားဆင်ကြပါ။ထွမြောက်ရာကျန်းအခန်းကြီး7အငယ်4မှ30 ထိုအခါမောရှိကထာဝရဘုရားမိန့်တော်မူသည်ကတန်းကောင်အချိန်၌အဲဂုတ်ထုပြည်အလေတို့ငါထက်သွားမည်နန်းထိုင်သော ဖာရောဘီဖာဥမှဆ၍ကျိတ်ဆုံနောက်၌ထိုင်သောကျွန်မ၏ဖာဥတိုင်အောင်အဲဂုတ်ထုပြည်၌ရှိသမျှသောဖာဥတို့နှင့်တိရစ္ဆာန်တို့၏ဖာဥရှိသမျှတို့သိကြလိမ့်မည်အဲဂုတ်ထုပြည်တလျှောက်လုံးတွင်ရှေးကာလ၌မဖြစ်စဖူးနောက်ကာလ၌လည်းမဖြစ်လက်တန်သောကြီးစွာသောငိုကြွေးခြင်းဖြစ်ရလိမ့်မည်ထိုရာတွင်ထာဝရဘုရားသည်အဲဂုတ်ထုလူတို့နှင့် ဣသရေလလူတို့ကိုခြားနာစေတော်မူကြောင်းကိုသင်တို့သိစေခြင်းကဣသရေလလူတစုံတစ်ယောက်ကိုဖွေးတကောင်မြမခင်းရဟုမိန့်တော်မူ။ကိုတော်ဤကျွန်ဖြစ်သောဤလူအပေါင်းတို့သည်လည်းကျွန်ုပ်ထံသို့လာ၍ပြတ်ဝုတ်ရက်ဆက်သွားပါ။ကိုတော်နှင့်ကိုတော်နောက်၌လိုက်သောသူအပေါင်းတို့ဖွဲ့သွားကြပါဟုပြောဆိုပြီးမှကျွန်ုပ်ထွက်သွားပါမည်ဟုရှောက်ဆိုသဖြင့်အမျက်ထွက်၍ဟာရောပရင်ထံမှဖက်သွားလေ။ခါဝဲရဖျားကလည်းအံ့ဘွယ်သောအမှုတော်တို့သည် အဲဂုတ်တုပြည်၌များပြားမိအကြောင်းဟာရောဘရင်သည်သင်တို့၏စကားကိုနားမထောင်ဘဲနေလိမ့်မည်ဟုမောရှေအားမိန့်တော်မူပြီးအတိုင်းမောရှေနှင့်အာယုန်တို့သည်ဟာရောဘရင်ရှေဖာဤအံပွေသောအမှုအလုံးစုံတို့ကိုပြုတော်လဲထာဝရဘုရားသည်ဟာရောဘရင်၏နှလုံးကိုခိုင်မာစေတော်မူသဖြင့်ဣသရေလအမျိုးသားတို့ကိုဤတော်မှထက်သွားရသောအခွင့်ကိုမပေးဘဲနေတည်းအခုဆိုရင်မောရှေရသင့်အပြင်းထန်ဆုံးစီရင်ချက်ကိုဘုရားသခင်ချထားလိုက်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပြီ တနေရာမှာကျွန်တော်ရှင်းဆိုခဲ့တယ်လူလူနဲ့တရိษံတို့ရဲ့ဖာဥတွေဟာအဲ့ဒီရှီခိအချိန်ကာလအဲဂုတ်သူနိုင်ငံမှာလက်ဖျားကိုပူဇော်ထားရတယ်လက်ဖျားကဒါကြောင့်မို့ဒီဖာဥတွေကိုပိုက်ရင်လက်ဖျားတွေကိုဆက်ကပ်ပူဇော်ထားရတယ်ဆိုတာကိုကျွန်တော်တို့ကမိုင်းမှာကျင်းရှာတွေ့ရတယ်ဒါတော့လက်ဖျားတွေရဲ့ပိုင်ဆိုင်ရာအဲဂုတ်သူဖာဥတွေအခုအချိန်မှာပြုတ်ပြုတ်ပြုံးအောင်ဒဏ်သိမ့်ပြီကျမငယ်ပြီဒီနေရာမှာအထူးသတိပြုရမယ့်အချက်ကတော့ ဣသရေလနဲ့အဲဂုတ်တို့လူမျိုးကိုစီးသားခြားနားလိုက်တယ်ဆိုတဲ့အကြောင်းပဲဒီခြားနားခြင်းကိုဘုရားသခင်ဘယ်လိုပြုသလဲဘုရားသခင်ဆေလွတ်လိုက်တဲ့သေမင်းတမန်ကနေဒါကဣသရေလဒါကအဲဂုတ်တို့ဆိုပြီးခြားနားပေးပြီးတော့အဲဂုတ်တို့ကိုပဲရွေးပြီးသတ်လာတယ်ဒါကဂျူးဒါကဂျူးမဟုတ်တဲ့အတွက်ဘုရားမရွေးကောက်တဲ့လူမျိုးဆိုတဲ့အချက်ပေါ်မှာခြားနားပေးပြီးတော့ရွေးသတ်လာတယ်လားမဟုတ်ဘူးအသက်ရှင်တော်မူသောဘုရားကိုကိုးကွယ်တဲ့ဂျူးတွေဟာ သူတို့ရဲ့အိမ်တကားဝမှာအပြည့်မရှိတဲ့သိုးစငယ်အသွေးကိုလိမ့်ကြံပြီးယုံကြည်ခြင်းသက်သေအဖြစ်ပေါ်ပြမှုနဲ့သာခြားနာခြင်းဖြစ်ရလိမ့်မယ်။ဒီအသွေးအဖြစ်ရှင်သေမင်းရဲ့လက်ကနေလွတ်မြောက်ရလိမ့်မယ်။ဒါဟာဓမ္မဟောင်းကာလရှေးအခါသမယမှာပေါ်လွင်ထေရှားလွန်းလာတဲ့ခရစ်တော်ရဲ့အသွေးအဖြစ်ကယ်တင်ခြင်းကိုရနိုင်ကြောင်းနမိတ်သက်သေတယ်ဖြစ်ပါလေ။ခရစ်တော်ရဲ့လဝကတိုင်မှာအသက်ကိုစရေပြီးသူ့ရဲ့အသွေးတော်အဖြစ်လူတွေရဲ့အပြစ်တွေကိုဆေးကြောပေးဖို့ရှင်ပြန်ထမြောက်မှုအဖြစ် ခါဝရအသက်ကိုပေးပိုင်ရမှုသောအရှင်ဖြစ်သက်သေပြခဲ့ပုံဒီဟာအတိတ်ကလွန်မောပွဲသမိုင်းဖြစ်ဖန်တီးတဲ့အတူတသမတ်ထဲမြင်တွေ့လာခဲ့ရပြီပါပြီအဲ့ဒီအထဲမှာတော့ဣသရေလလူမျိုးတို့နှစ်ပေါင်း၄၀၀၀လောက်ကစပြီးဒီနေ့တည်းကကျင်းပမြဲဖြစ်တဲ့သေခြင်းမှလွတ်ကင်းရအထိတ်မှပါဆိုဗာတို့မဟုတ်ပတ်သက်ခါပွဲတော်ကြီးဟာအလွန်ပီပြင်းတဲ့ကဲတင်ခြင်းတရားတော်ကိုမငင်းနိုင်လောက်အောင်ထောက်ခံနေပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာနောက်တစ်ချိန်စီစဉ်မှာထွတ်မြောက်ရာကျမ်းအခန်းကြီး၁၂အခန်းငယ်၁ကနေ အခန်းငယ်39အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရဲ့။